အဲပကံလေး73ချက်ဟဲဘာနာသွားလို့လဲအန်တီအရိုက်ခံတာတနာပါတယ်တကောအပြေးလောက်တာမဟုတ်ဘူးလေအန်တီကကလေးနဲ့ဆိုတော့အန်တီကိုတနာသွားတာမရှိလို့ပါပြောမှာပဲခိုးစားမှာပေါ့မဟုတ်ဘူးခိုးခံရတဲ့သူကရဲစခန်းရောက်ပြီးတော့ပစ္စည်းခိုးယူတဲ့သူကအိမ်မှာအလူငွေလက်ခံနေတာကြီးကလွဲမားတဲ့လမ်းကိုဦးတည်နေတယ်။အခိုးခံရတဲ့လူအားတဲ့အချုပ်ထဲမှာတဲ့ဟိုခိုးတဲ့တခိုးအားတဲ့အိမ်မှာနေပြီးတော့ အလှငွေတွေထိုင်ပြီးလက်ခံနေတယ်တဲ့ဟိုဟာမြန်မာနိုင်ငံကြီးကတရားကြတယ်ပေါ့အဲခတ်တော့ခတ်နေပြီစောက်ယူးတွေတမျိုးအခိုးခံရတဲ့သူကရဲစခန်းရောက်ပြီးတော့ပစ္စည်းခိုးယူတဲ့သူကအိမ်မှာအလှငွေလက်ခံနေတာကြီးကလွဲမားတဲ့လမ်းကိုဦးတည်နေတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လူတွေအများကြီးရဲ့စိတ်ထဲမှာငါတို့လည်းခိုးစားလို့ရတယ်ဆိုတော့မသင့်တော်တဲ့ထင်မြင်မှုတွေအကုန်လုံးခေါင်းထဲမှာဝင်လာပြီ ။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တနာကျင်တာတဲ့စိတ်ကိုနေရာမချတယ်လို့ပဲ။နာမည်လိုချင်တဲ့တချို့ online ပေါ်မှာလူသိများတဲ့လူတွေကအလှူပန်းပြပြီးတော့မျက်နှာရတယ်ဆိုတာကောင်းကောင်းကြီးနားလဲထားတယ်။ဒါပေမဲ့ကိုလှူတဲ့အလှူကကိုလှူတဲ့သူရောတခြားလူတွေရဲ့စိတ်သက်တွေပေါ်မှာပြက်ပြားစီတယ်ပျက်စီးစီတယ်ဆိုလို့ရှိရင်အဲ့ဒါအလှူမဟုတ်ဘူး။အဲ့ဒါကပျက်စီးခြင်းကို fame တစ်ခုအထွတ်ဖန်တီးခြင်းပဲ။လှူလိုက်တာတယောက်တည်းဆိုပေမဲ့နောက်မှာပျက်စီးသွားတဲ့စိတ်သက်တွေက million မကတန်တယ်။ ဒါကြောင့်လူတိုင်းကောင်းတယ်မထင်ပါနဲ့ညီမလူမျိုးတွေရဲ့စိတ်ထဲမှာအတွေးထဲမှာအလူဆိုလို့ရှိရင်ဘယ်အလူမျိုးကိုမဆိုမြတ်တယ်လို့ယုံကြည်ထားကြတယ် no အဲ့ဒါကအရန်လွဲမတဲ့အတွေးပါဒါပေမဲ့အခြေအနေတွေကိုတခြားလေးလာသုံးသပ်ပြီးတော့လူတဲ့အလူတိုင်းကတော့မြတ်ပါတယ်ဆိုတော့ဒီကိစ္စမှာဆိုင်ရှင်ကလေဒီအမျိုးသမီးနဲ့ကလေးကိုကိုဒီလက်ရောက်ကျူးလွန်တဲ့အတွက်တရားဥပဒေအရာ သူပြစ်ဒဏ်ခံရမယ်။ဆိုတော့ဒီခိုးယူတဲ့အမျိုးသမီးကလည်းသူများပစ္စည်းခိုးယူမှုရဲ့ပြီးလို့ရှိရင်တေးကြတယ်။သူခိုးယူတဲ့အခါမှာလူမီးလို့ရှိရင်အတုံးချဖို့အတွက်ဒီကလေးကိုကာပါလုပ်ဖို့ကလေးပန်းပြဖို့အတွက်သူကဒီကလေးကိုခေါ်လာတာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်သူကလည်းခိုးယူတဲ့အမျိုးသမီးကလည်းဒီကလေးကိုညှော်ကင်းပန်းတော့ကိစ္စတဲ့အမှုမှာပါတယ်။သူ့ကိုလည်းတရားဥပဒေအရာ ရင်ဆိုင်ခိုင်းပြီးတော့ပြစ်ဒဏ်ပေးရမယ်ဆိုတော့ခိုးခံရတဲ့သူကရဲစခန်းရောက်ပြီးတော့ခိုးတဲ့သူကအိမ်မှာအလူငွေလက်ခံနေတာကြီးကလုံးဝအဆင်ပြေမနေဘူးเนาะဒီအခြေအနေတွေကိုဖန်တီးပေးတဲ့လူတွေမှလည်းတာဝန်ရှိတယ်ဆိုတော့စကားမဆက်ကောတလမင်းအိမ်မှာ16ချက်ဆိုတာကြားဘူးလားအဲ့ဒီကောတလမင်းအိမ်မဲ့16ချက်ထဲမှာဘယ်အချက်နဲ့ဒီတခိုးဆိုင်ရှင်ကိစ္စကညှိနေလဲဆိုတာကွန်မန့်ထဲမှာ ရေးသွားပေးပါအောင်အားလုံးချစ်တယ်ဘာဘာအခိုးခံရတဲ့လူအားတဲ့အချုပ်ထဲမှာတဲ့ ။ဟိုခိုးတဲ့တခိုးကအဲ့အိမ်မှာနေပြီးတော့အလှငွေတွေထိုင်ပြီးလက်ခံနေတယ်တဲ့။ဟိုကမြန်မာနိုင်ငံကြီးကတရားကြတယ်ပေါ့။အဲခါတော့ခတ်နေပြီ။စောက်ယူးတွေကတမျိုး။စောက်ယူးတွေကတမျိုး။နော်။ဆိုင်ရှင်မိန်းမလည်းအထဲမှာပဲ။ခိုးတဲ့အဖွားကြီးလည်းအထဲမှာပဲ။ဘူမသိကိုမသိနဲ့သူများရောင်တိုင်းရှောက်ရောင်ပြီးတော့ ဟိုဟိုတစ်တော်လေးမှာလိုက်ကလေးပါလေးရလို့ရညာဆိုပြီးတော့အားတဲ့ကိုအခိုးခံရတဲ့လူကအချုပ်ထဲမှာတဲ့ခိုးတဲ့တခိုးရတဲ့အိမ်မှာမိမိထိုင်အလူငွေလက်ခံနေတဲ့နိုင်ငံမှာနေရတယ်ဒီပါရင်နဲ့စောက်ယူးတွေစောက်ွက်လာပြောင်းခမရတို့ကတိုက်ပြီးတော့သူများမုန်းခံနေနေเนาะခိုးတဲ့သူကလည်းမှုဖွင့်ရဲမှာမဟုတ်ဘူးဟုတ်လားရိုက်တဲ့လူကလည်းတခိုးကိုမှုဖွင့်ရဲမှာမဟုတ်ဘူး အချိန်နဲ့သူတို့ကသူတို့တယောက်နဲ့တယောက်တောင်းပန်ပြီးကျင်းနဲ့ပြီးလက်စွဲနှုတ်ဆက်သွားလိမ့်မယ်ခမားတို့ကဖင်ရပြီးခမားတို့ကတတ်တက်လိုက်မုန်းခံပြီးတော့တောင်ပြောမြောက်ပြောနေရှောက်ပြောနေဒုက္ခပဲလူချစ်လူခင်ပေါ့နေသက်မှာသူများမုန်းခံစားမှာနဲ့တော့ဘာလဲခိုးတဲ့လူကအဲအိမ်မှာမိမိတိုင်းအလူခံနေတယ်တဲ့ဟိုကဟိုကသူကသူတော်မှဟိုမှာခြေထဲမှာဟမ်ရိုက်တဲ့လူကလည်းခြေထဲမှာဒီမှာနှစ်ယောက်လုံးအဖော်ရနေတယ်ဟာဘာဒီစောက်ယူသူများရှောင်းနေရှောက်ရှောင်းနေစောက်ပေါ်တွေ